မင်္ဂလာပါရှင်ရန်ကုန်ကတိချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီမြို့နယ်လေးမိုင်ရွာမှာတက်ဆွဲထားစစ်တပ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်သားရှင်ဦးတင်ဆောင်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်လေးမိုင်ရွာမှာတက်ဆွဲထားရဲဂျပန်စစ်တပ်ဝင်ရောက်တိုက်ခိုက်ရမှာစစ်သားရှင်ဦးတင်ဆောင်ကြောင့်ဘုတ်ကင်းတပ်ဖွဲ့တောင်းရှင်သူကပြောပါရတယ်။အော်တိုဝါ28ရက်နေ့မော်လ2:25မိနစ်ခန့်မှာတနင်္သာရီမြို့နယ်လေးမိုင်ရွာမှာတက်ဆွဲရဂျပန်စစ်တပ်ကိုတော်လိုက်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ ထိုတိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ဘက်ကရှေ့ဦးသေးဆုံးပြီး26ရက်ထိခိုက်ဒဏ်ရာရှိကတော်လိုင်းတပ်ဖွဲ့နှင့်ထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။28ရက်နေ့မှာ၄မိုင်ကြာစစ်ခွေးချေကုတ်ယူထားတဲ့နေရာကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ထိတွေ့တိုက်ပွဲက45မိနစ်လောက်ကြာခဲ့တဲ့စစ်ခွေးတွေဘက်ကရွှေကောင်သေးဆုံးနဲ့26ကောင်တရားရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပိုကင်းတပ်ဖွဲ့မြိတ်ဘကဘာဖွဲ့နဲ့တနင်္သာရီတပ်ပေါင်းစုတို့ကပူးပေါင်းလုံဆောင်ခဲ့ကြောင်းတနင်္သာရီမြို့နယ်အတွင်းစီးရဲချင်နေတဲ့တင်းမာနေမှုကြောင့်ပြည်သူတွေသတိရှိစွာသွာလာကြပါနဲ့ပိုကင်းတပ်ဖွဲ့ကအသိပေးထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးမြင်းချံမြို့နယ်ရှိကျေးရွာတွေကို၃လကြာစစ်ကြောင်းထိုးနေစစ်တပ်ကိုချိန်ချိန်လိုက်လံတိုက်ခိုက်မှုစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုများပြားမန္တလေးတိုင်းမြင်းချံမြို့နယ်ကျေးရွာတွေကို၃လကြာစစ်ကြောင်းထိုးနေဂျပန်စစ်တပ်ကိုချိန်ချိန်လိုက်လံတိုက်ခိုက်ရမှာစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုများပြားကြောင်းမြင်းချံ District ပတာလိုင်းတူမာတန်မူကပြောပါရယ်အောက်ဂုတ်လတရနေ့ကစတင်ပြီးမြင်းချံမြို့ပေါ်ကနေထွက်လာတဲ့အင်အားထောင်ကျော်ပါစစ်ကြောင်းကမြင်းချံမြို့နယ်အတွင်းရှိကျေးရွာတွေကိုဇက်တိုက်စစ်ကြောင်းထိုးမိရှုဖျက်ဆီးခဲ့ကြောင်းထိုးစစ်ကြောင်းကိုလည်းတော်လိုင်းမာမိတ်ပူပေါင်းတပ်ဖွဲ့တွေကလမ်းတစ်လျှောက်မှာလိုက်လံပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ် ထိုထိတဲ့တိုက်ပွဲကအော်တိုဘားလ29ရက်နေ့တွင်ဖြစ်ပွားနေဆဲဖြစ်ကြောင်းတိုက်ပွဲတွေတွင်ဂျပန်စစ်တပ်ကယာနက်ချီတင်ဆောင်ကဒေါ်လိန်1.9ဦးကြာဆုံးခဲ့ကြောင်းထိုဂျပန်စစ်တပ်စစ်ကြောင်းလက်ရှိချိန်ထိကြေအာရီမှာတက်ဆွဲထားကြောင်းသိရတယ်။စစ်ကွေးစစ်ကြောင်းကမြင်းချက်မျိုးပေါ်ကနေအင်အားတစ်ထောင်ကျော်နဲ့ထွက်လာတာရဲကွန်မန်ဒိုတင်တဖွဲ့ပါမယ်။ခေါမ55တင်ကစစ်ခွေးတွေပါမယ်။မြင်းချက်ပြည်သူစစ်သည်တာရုံမဖွဲ့ရဘူးပေါင်းပြီးမြင်းချက်မျိုးနဲ့တွင်ကကြေအာရီကိုစစ်ကြောင်းထွက်ပါ။စစ်ကွေးစစ်ကြောင်းကရှစ်လပိုင်းတရနေ့ကစပြီးထိုးတယ်။စာထုံးကလေးကောင်နှိမ့်တိုင်းတိုက်ပွဲဖြစ်နေပါတယ်။ အောက်စားတဲ့နေ့ကစားပြီးယနေ့ချိန်ထိမြင်းချံမြို့နယ်တွင်တိုက်ပွဲနေစဉ်ဖြစ်ပွားနေရကြောင့်ပြည်သူအများအနေဖြင့်အကြမ်းဖက်စစ်ကြောင်းနေနေတိုင်းရမပြူကြရတဲ့စစ်ရေးရွှေမြင့်လှုံ့ဆောင်နိုင်ရအတွက်အများပြည်သူများအနေဖြင့်မြင်းချံကအမဏိတန်ကိုထောက်ပို့ကူညီပေးကြပါမြင်းချံ district ပဒါလိုင်းတူကမြေတားရောက်ခံတဲ့ Japan Citizen စစ်ကြောင်းတိုက်ပွဲတွေတွင်အထိနာခဲ့ရကြောင်းကြေရတွေကဝင်ရောက်စီနေစဉ်ကလင်ကလေးပါဝင်ပြည်သူဆဲကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းထို့ပြင်ပျောက်ဆုံးနေတဲ့ပြည်သူတွေရှိပြီးလက်ရှိချိန်ထိစစ်ကြောင်းကကြေရများတွင်မှပြန်လည်ထွက်ခွာခြင်းမရှိအောင်ပြည်သူတွေဆက်လက်တိုက်ရှောင်နေရဆဲဖြစ်ပါတယ် ထိုစစ်တပ်စစ်ကြောင်းကျင်းရော်တွေကိုလည်းမိရှုဖျက်ဆီးခဲ့ပြီးလက်ရှိချိန်မှာရွာပေါင်း20ကျော်မှတောင်းတဲ့ချီတော်ပြည်တွေဘေးလွတ်အားထွက်ပြေးတိမ်ရှောင်နေကြရပါတယ်။ဆက်လက်ပြီးစင်ကွန်းမြို့နယ်တဝိုက်ကိုစစ်တပ်ကဂျက်ဖိုင်တာ၅စီးနဲ့ယနေ့မနက်ပိုင်းကစတင်ပြီး၁၀ကြိမ်တက်မင်းစက်တိုက်ပုံကျဲတိုက်ခိုင်းနေ။မန္တလေးတိုင်းစင်ကွန်းမြို့နယ်တဝိုက်ကိုဂျက်ဖန်စစ်တပ်ကဂျက်ဖိုင်တာ၅စီးနဲ့ယနေ့မနက်ပိုင်းကစတင်ပြီး၁၀ကြိမ်တက်မင်းစက်တိုက်ပုံကျဲတိုက်ခိုင်းနေကြောင်း Wallet Information Network တာဝန်ရှိသူကပြောပါတယ်။ အော်တိုဘောလ29ရက်နေ့မနက်10:32မိနစ်ခန့်ကစတင်ပြီး40မိနစ်ခန့်တိအချမ်းဖက်စစ်တပ်တောင်းလေတက်ကတက်လာတဲ့ Jet Fighter တစ်စီးနဲ့ Mighty Law လေတက်ကတက်လာ Jet Fighter တစ်စီးကဆင်ကုန်းမြို့နေဒဝိုင်ကိုလေကြောင်းတိုက်ခိုက်မှု၅ချိန်ပြုလုပ်ခဲ့တယ်။အလားတူယနေ့မနက်7:48မိနစ်ခန့်ကလည်းဆင်ကုန်းမြို့နေဒဝိုင်ကိုတက်လာလေတက်ကတက်လာ Jet Fighter တစ်စီးက၂ချိန်ပုံချဲတိုက်ခိုက်ခဲ့တယ်။ထို့ပြင်မိုးလယ်7:52မိနစ်ခန့်ကလည်းတက်လာလေတက်ကတက်လာ Jet Fighter တစ်စီးကလေကြောင်းတိုက်ခိုက်မှု၇ချိန်ထပ်မံပြုလုပ်ခဲ့တယ်။ ထို့အပြင်ကြောင်မြောင်မြို့ဘက်ကနေစစ်သားတွေကလည်း drone နဲ့ဆင့်ကူးမြို့နယ်ဘက်ကိုပုံကျဲတိုက်ခိုက်ခဲ့ကြောင်းအကြမ်းဖက်စစ်တဲ့ပုံကျဲတိုက်ခိုက်မှုတွေအတွင်းပြည်သူတွေထိခိုက်ရှိမှုရှိကိုတည်ပြနိုင်ခြင်းမရှိသေးပဲလက်ရှိချိန်မှာကြေညာနေပြည်သူတွေဘေးလွတ်အထွက်ပြေးတိမ်ရှောင်နေရပါတယ်အလားတူအော်တိုဘလ20ကွယ်နဲ့မနက်6:20မိနစ်ခန့်ကလည်းရတနာတင်ခတရမိုင်းခွဲခံရမှုကြောင့်တရရဲ့အကန့်နှစ်နှက်ခန့်ကျိုးကြပြစီခဲ့ကြအောင်ဆိုပါမိုင်းဆွဲမှုကြောင့်အေယာဝတီတရရတနာတင်ခ RP4 RP5 တရတံပေါင်း130မီတာ RP6 RP7 သရတာတန်ပေါင်း130မီတာနှကံမန်းလေးတိုင်းစင်ကိုဘတ်ချမ်းမှကျိုးကျဖြစ်စီသွားကြောင်းသိရတယ်။ဆက်လက်ပြီးရန်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန်းလေးကရရှိတိုင်းထိန်းချုပ်နယ်မြေကိုကာကွယ်မယ်လို့ကြေညာလိုက်ပြီးမိုးကုတ်မြို့ကိုကာကွယ်မိတ်ဖက်တော်လင်းရရွှေနဲ့လက်တွဲကြိုးပမ်းမယ်လို့တော်လင်းရရွှေကပြောမန်းလေးတိုင်းမိုးကုတ်မြို့ကိုဆက်လက်ထိန်းချုပ်ကာကွယ်နိုင်မိတ်ဖက်တော်လင်းရရွှေနဲ့လက်တွဲကကြိုးပမ်းဆောင်တမိဖြစ်ကြောင်းတော်လင်းရရွှေချုံကပြောပါရတယ်။ ။ DNL ကမိုးကုံးမြို့နယ်မိုးမိတ်မြစ်ကနေစစ်ခွာမီဖြစ်ပြီးစစ်တပ်နဲ့ပြည်ရဲကြောင်ချင်းညာပြင်းနောက်တော်လိုင်းအင်အားတွေကရင်းတို့ပြောဆိုလာခြင်းဖြစ်ပြီးတစ်ဖက်မှာလည်းပြည်သူ့ကာကွယ်ရေးတပ်မတော်ကရရှိထားတဲ့ဒိုင်းကျုံနယ်မြေတွေကိုကာကွယ်မီဖြစ်ကြောင်ကြေညာထားပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန်လေးကတိုင်းဒေသမှာမိဖွဲ့စည်းတဲ့ပတ်မိုးကူညီမှုမိဖန်တွေတော်လိုင်းအင်အားစုရဲ့ပူပေါင်းလက်တွဲမှုတပ်ဖွဲ့ဝင်ပေါင်းများစွာရဲ့စွန့်လွတ်ပေးဆက်မှုနဲ့တူမန်လေးဒေသအတွင်းရှိနေမျိုးချို့ကိုထိန်ချုပ်ဆုံးမနိုင်ခဲ့ကြောင်းထို့ကြောင့်ပြည်သူ့ကာကွယ်ရေး တက်မတော့မန်လေးကရရှိထားတဲ့ကျောင်းနယ်မြေကိုဆက်လက်ကာကွယ်ထိန်းသိမ်းနိုင်ရဲ့အတွက်မိဖက်တော်လိုင်းအင်အားစုနဲ့အလက်တွေကကိုစမ်းရှိသမျှညံစွမ်းရှိသမျှအောက်တွန်ကိုစိုက်ကျိုးပန်းစာသမီးဖြစ်ကြောင်းထုတ်ပြန်ပါတယ်။အလားတူမန်လေးတိုင်းမိုးကုတ်မြို့ကို TNL ကစစ်ကောင်စီတပ်ဖွဲ့တွေပြန်လည်ပေးရပြီးအပြစ်ခတ်ရဲစဲရေးလှုံ့ဆော်ခဲ့တယ်လို့ PDF တပ်ဖွဲ့များအနေဖြင့်ဆက်လက်ခုခံကာကွယ်သွားမည်ဖြစ်ကြောင်းမိုးကုတ်မြို့နယ်ပြည်သူ့လုံခြုံရေးဖွဲ့နဲ့ PDF တပ်ဖွဲ့တွေကပြောပါတယ်။ အော်တိုဘားလ29ရက်နေ့ည7:00နာရီချိန်ကစပြီးမိုးကုံမြို့နယ်မုံမိမြို့ကို TNL ကစစ်ကောင်စီတပ်ဖွဲ့နဲ့ပြန်လည်ပစ်ခဲ့ပြီးနှစ်ဖက်ပစ်ခတ်ရင်စဲကြီးလက်မှတ်ရေးထိုးခဲ့ရာမိုးကုံမြို့မှာ TNL တပ်ဖွဲ့ထိန်းချုပ်မှုအောင်မှာမရှိတော့ဘဲစစ်ကောင်စီလက်အောက်ကိုကြောက်သွားပြီးပြစ်သက်ပြင် NUG ဆိုရာ PDF တပ်ဖွဲ့များအနေဖြင့်မြို့သူမြို့ပုံဆက်လက်လုံဆောင်သွားမိကိုသိရှိနိုင်ရန်လိုက်လံမေးမြန်းထားစေပင်ဖြစ်ပါတယ်။မိုးကုံမြို့ကို TNL ကပြန်ပစ်ခဲ့ကိစ္စနဲ့ပတ်သက်ပြီးပြည်သူတွေကအပြစ်တင်ခြင်းဝေဖန်ခြင်းတွေရှိတော့လဲထို့သို့ဝေဖန်ပြစ်တင်ရုံနဲ့ပြီးသောမြို့မောက်ကြောင့် TNL MNDA အနေဖြင့်လည်းတရုတ်နိုင်ငံလက်ပေးညှိနှိုင်းထားသမျှ ကိုချင်းစာပြီးစဉ်းစားလိုအပ်ကြောင်းမိုးကုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ထို့ကဲ့သို့တရားနာလေကတပ်ပြန်ဆော့ပြီးစစ်ကောင်စီနဲ့အပြစ်ခံရေးဆိုင်လှုံ့ဆောင်တဲ့ပေါ် NUG ဆိုရကာကွယ်ဝင်ကြီးဌာနနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နေပြအစွမ်းစားထုတ်သွင်းကသက်သေပြမယ့်အချိန်ကိုရောက်ရှိပြီဖြစ်ကြောင်းမိမပြည်သူများအနေနဲ့လည်းဆရာနာရှင်ကိုအမြင့်ဖြတ်နိုင်ရန်လူလက်နက်ခဲရန်ငွေကြေးစိတ်တက်အလုံးပူပေါင်းဆောင်ရမယ့်အချိန်ဖြစ်ကြောင်းသိပေးပါတယ်။ဆလဘီနေဦးထုံလရေးကိုမျက်ကွယ်ပြုစစ်တပ်ဘက်လိုအပ်တဲ့စစ်တပ်ဘက်ကိုလိုက်တဲ့လူပညာရှင်နဲ့ထားရမြန်မာဆဲလေးကိုတပိမှိုင်းလုံဆောင်မှုအောင်မြင် နွေဦးတွန်းလင်းရေးကိုမျက်ကွယ်ပြုဝေးစစ်တပ်ဖက်လိုက်တဲ့အမှုပညာရှင်တွေနဲ့ထိုင်းရောက်မြန်မာဆိုင်လီကိုသပိတ်မှောင်ရေလုံဆောင်မှုမှာလက်ရှိမှာအောင်မြင်မှုအကြီးအကျယ်ရရှိနေကြောင်းထိုင်းရောက်မြန်မာရေးထံကနေစုံစမ်းသိရတယ်။ထိုင်းနိုင်ငံတွင်မှလက်တလောကျောတန်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားယုံတင်ပြသကြိတ်လုံဆောင်နေမှုအတွက်ထိုင်းရောက်မြန်မာရေးကြမှာအဆိုပါရုပ်ရှင်ဇာတ်ကားနဲ့တူဇာတ်ကားမှာပါဝင်တဲ့တရုတ်ဆောင်နေဇာတ်ကား promotion ပြုလုပ်နေထိုင်းဆယ်လီမာနေနဲ့ site တွေကိုဘဝင်ကုန်လုံဆောင်မှုအောင်မြင်မှုရရှိနေကြောင်းထိုင်းရောက်မြန်မာရေးလုံရှားသူတွေကပြောပါတယ်။ လက်တော်မှာပြောတဲ့ရုပ်ရှင်စကား promotion လုံးဆောင်ခဲ့စားတော့ဆိုင်နေတိုင်းဆယ်လီတွေ online မှာပြန်လဲတောင်းပန်မွေးလုံးဆောင်ကနေရာ UN ပြန်လဲကြိုးပမ်းမှုတွေရှင်နေကြောင်းထောက်ရမြန်မာပြည်တန်းကနေသိရပါတယ်ဒီရုပ်ရှင်ကားတွေပြောတဲ့နေမတိုင်ခင်ကလေးကကိုဂျက်ဖက်ဆုပ်စုဘက်ကအဖြူအောင်နုပညာရှင်ဆိုတဲ့စစ်ဘောမာတွေကအရင်ကလေးကခြေဝင်လိုက်လက်ဝင်လိုက်နဲ့ရှိုးဝယ်ရင်းလာလို့ကလပ်တွေလာဘားတွေလာနဲ့ကိုယ်နိုင်ငံမှာအမှောင်ကျပြီးစစ်ဘေးရှောင်နေရရွာရီမီရှုခံတပြက်ခံရချိန်မှာတိုင်းပြည်သားအနေနဲ့အေဂျင့်တယောက်ရဲကျက်ချစ်ချစ်လုံးဝကိုဝါရပြန်နေခဲ့တဲ့အရင်ကလေးကဝင်နေရပါဘူး ထိုင်းနိုင်ငံမြန်မာလူ့သမားတွေရဲ့သားသမီးတွေပညာရေးအတွက်ကုညီပေးနေသူစီရင်ပညာဝင်တဲ့တောင်းကလည်းနီးစရာမြန်မာတိုင်းဝိုင်းမှာစေဘောမှအမှုပညာရှင်တွေကိုအမပေးလှူဆောင်မှာကြည်ပြပြပြဖြစ်တော်နေကြောင်းပြောဆိုတယ်။ အဂျပန်စစ်တပ်ရဲ့တူယောင်ရွေးကောက်ပွဲမဲဆက်ခြင်းမှာပါဝင်တာနေဝင်းရဲ့ပြောတဲ့ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံတွင် promotion တောရောက်ခဲ့သူတွေ promotion လုံဆောင်ပေးရထိုင်းနိုင်ငံမြန်မာနိုင်ငံသားဆယ်လီတွေကိုဝိုင်းကောက်လုံဆောင်ခဲ့ကြခြင်းဖြစ်ပြီးထိုင်းရောက်မြန်မာဆယ်လီနဲ့လက်တွဲထားစားတောက်ဆိုင်တွေကလက်တွဲဖြုတ်ခြင်း promotion ကိုကျင်းပထားတဲ့စားတောက်ဆိုင်တွေကိုဝိုင်းကောက်ခြင်းနဲ့အောင်မြင်နေစေဖြစ်ကြောင်းထိုင်းရောက်မြန်မာတွေကနေသိရပါဗျာ ထိုင်းထဲမှာဘိုင်းကော့ကတော်တော်အောင်မြင်တယ်။ဘိုင်းကော့စင်ထဲမှာပါတဲ့ထိုင်းကဆယ်လီတွေရောဒေါသီဆယ်လီတွေရောတရုတ်ဆောင်တွေရောအကုန်လုံးကိုညီညီညွတ်ညွတ်နဲ့လုံနိုင်ကြ။တို့လိုစီးပွားရေးထိမှာဆိုလို့တည်တည်ချင်းနဲ့ပတ်သက်တဲ့လူတွေမသိပဲနဲ့ပတ်သက်တဲ့လူတွေအဲ့လိုဆိုင်တွေကပြန်တောင်းပန်တာတွေရှိပါတယ်။ဒါကတော့ထိုင်းထဲမှာဘိုင်းကော့လောက်တာတော်လိုင်းအတွက်အရေးပါတယ်။စီယုံစုဘက်ကိုရေးပါရင်ဥပညာရှင်တွေခြေလန်းရက်သွောင်းဒီကောင်းနေဆက်မလုပ်ရအောင်ကိုရဲမင်းတို့ကဒါကိုလုပ်တဲ့အခါအမြင်မှုရတာပါခုတက်တီလည်းဆက်သွားနေတော့မယ်လို့ AC ကွဲမင်းကထိုင်းနိုင်ငံတွင်ဘိုက်ကော့အမြင်မှုနဲ့ပတ်သက်ပြောဆိုခဲ့ပါတယ် နောက်ဆက်အပိကြရတဲ့အတွက်ဒုဗင်ကျေးဇူးတင်ရှိပါရရှင်